မင်္ဂလာပါ writer mathematics ကနေကြိုဆိုပါရစေဒီ series နေ့ဘာအကြောင်းအရာလေးဆွေးနွေးမလဲဆိုရင် grade 12 mathematics ရဲ့ chapter 3 analytical solid geometry သင်ခန်းစာရဲ့အပိုင်းခွန်ကိုဒီနေ့ဆွေးနွေးသွားမှာဖြစ်တယ်ဟုတ်ပြီဒီဘိုင်းခွန်မှာဘာအကြောင်းအရာလေးတွေဆွေးနွေးမလဲဆိုရင် perpendicular lines in 3 dimension 3 dimension မှာ perpendicular lines တွေအကြောင်းဆွေးနွေးမှာဖြစ်တယ် ပြီးရင်အဲ့ဒီ perpendicular lines နဲ့ပတ်သက်တဲ့ example ပုံစံတစ်ပုဒ်အတွက်မှာဖြစ်တယ် example 6ကိုတွေ့ပြီးမှရှင်းပြမှာဖြစ်ပါတယ်။ဟုတ်ပြီဒီနေ့က perpendicular lines lines တွေအကြောင်းကိုဆွေးနွေးမှာဖြစ်တယ်။ဟုတ်ပြီ perpendicular lines အကြောင်းပြောခင်သူ့ရဲ့ရှင်းမှာပြောရမယ့်အကြောင်းအရာတစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ dimension of angle BAQ အင်္ဂယ် PAQ ဆိုလို့ပြောလိုက်တယ်ဟာ P ရဲ့ A ရဲ့ Q ရဲ့ဆိုတဲ့ point သုံးခုရှိမယ်ပေါ့နော်အဲ့မှာတို့ကဘယ်လိုစဉ်းစားမလဲဆိုတော့ P ကို X1 Y1 Z1 လို့စဉ်းစားမယ် A ကို ABC လို့စဉ်းစားပြီးတော့ Q ကိုကြတော့ H2 Y2 Z2 ဆိုပြီးတော့စဉ်းစားမှာဖြစ်တယ်ဟုတ်ပြီဒီဘက်မှာ ပုံလေးမှာလည်းရေးထားတယ် P ရဲ့ Q ရဲ့ A ရဲ့ point သုံးခုကိုတို့ဆက်လိုက်တယ်ဆက်လိုက်တော့အဲ အင်္ဂပီအကျူဆိုပြီးတော့သူကအရင်ဆက်ထားတာအဲဒီချိန်ကတော့တရိကံပုံလေးကိုသုံးရမှာမလို့ပီနဲ့ကျူကိုပါဆက်လိုက်တယ်ဆက်လိုက်တော့မှဒီတရိကံလေးကတရိကံလေးတခုဖြစ်လာတယ်အဲမှာတီတာဆိုတဲ့တောင်တီတာဆိုတဲ့တောင်ကသူလိုချင်တဲ့အင်္ဂပီအကျူဟုတ်ပြီသူကအဲ့ဒီတောင်လေးကို90 degree ဖြစ်အောင်လို့စဉ်းစားမှာဖြစ်တယ်အဲ့ဒီတောင်လေးကဘယ်အချိန်မှာ90 degree ဖြစ်မှာလဲဆိုတော့သူကစဉ်းစားမှာဖြစ်တယ် အဲ့အထောင်လေးဒါ90ဒီဂရီဖြစ်ခဲ့ရင် AP နဲ့ AG ကဘာဖြစ်မှာလဲဆိုရင် perpendicular ဖြစ်မှာအဲ့အဲ့လိုအဲ့ဒါကိုစဉ်းစားခြင်းလားဟုတ်ပြီအဲ့တော့အဲ့ဒီထောင်လေးကိုတို့ကဘယ်ချိန်မှာ90ဒီဂရီဖြစ်မှာလဲဆိုတာကိုစဉ်းစားမယ်ဟုတ်ပြီစဉ်းစားမယ်ဆိုတော့ तू အဘအောင်သုံးပြီးတော့စဉ်းစားမှာလေဆိုရင် law of cosine ကိုသုံးပြီးတော့စဉ်းစားမှာဖြစ်တယ်အဲ့တော့ normal cosine ကိုသုံးပြီးတော့စဉ်းစားရင်အဲ့ဒီ formula ထဲမှာတို့ကဘာတွေအစားသွင်းရမလဲဆိုရင် derived value ဒီအစားသေးရမှာရှိတယ် AP AQ PQ အဲ့ဒီသုံးခုရဲ့ derived values တွေကိုအစားသွင်းရမှာဖြစ်တယ်ဟုတ်ပြီအဲ့ဒီ derived သုံးခုတွေအစားသွင်းရမှာမို့လို့တို့ကအဲ့ဒါတွေကိုအရင်ရှာထားမယ် AP ရဲ့ derived value ရှာမယ် AP ရဲ့ derived value ကို L1 M1 N1 လို့သတ်မှတ်မယ်သတ်မှတ်ပြီးတော့ AP ရဲ့ derived value ကိုတွက်တော့ဘယ်လိုတွက်မလဲ P ရဲ့ coordinate ထဲကနေ A ရဲ့ coordinate ကိုတို့ကနှုတ်ရမှာဖြစ်တယ် ဒီ h1 y1 z1 နဲ့အနေနဲ့ a b c ဆိုတဲ့ point တွေကိုနှုတ်ကမှာဖြစ်တယ်။နှုတ်လိုက်တော့အဲ့တော့ h1 a y1 b z1 c ဆိုပြီးတော့ရ။အဲ့လိုပဲ a q ရဲ့ derived value ကိုလည်းတို့အရှာမယ်။ a q ရဲ့ derived value ကိုတော့နာမည်ဘယ်လိုသတ်မှတ်လဲဆိုရင် l2 m2 n2 ဆိုပြီးတော့တို့ကသတ်မှတ်ထားတယ်။ဟုတ်ပြီ a q ရဲ့ derived value လို့ကျင် q ဆိုတဲ့ point နဲ့အနေနဲ့ a point ရဲ့ coordinate တွေကိုသက်ဆိုင်ရာတွေနှုတ်လိုက်မှာဖြစ်တယ်။ h2y2 z2 တဲ့က abc ကိုနှုတ်မှာ h2-a,y2-b, z2-c ဆိုပြီးတော့ရမှာဖြစ်တယ်။ဟုတ်ပြီ။အဲ့တော့ကျန်နေတာကဘာလဲ pq ဟုတ်ပြီ pq ကိုလည်းတို့ကရှာမယ်။ pq ရဲ့ derivative values ကိုကြတော့ l3 m3 n3 ဆိုပြီးတော့တို့ကနည်းနည်းပေးထားတယ်။ဟုတ်ပြီ pq ရဲ့ derivative value ကိုလိုချင်ရင်ဒီနောက်က q ဆိုတဲ့ point နဲ့အရှေ့က p point ရဲ့ coordinate တွေကိုနှုတ်မယ်။ h2 y2 စတူတဲ့က h1 y1 z1 ကိုနှုတ်မယ်အဲ့တော့ h2 minus h1 y2 minus y1 z2 minus z1 ဆိုပြီးတော့ဒီမှာရဟုတ်ပြီဒီကအဲ့မှာ l1 l1 m1 n1 l2 m2 n2 တွေကိုပဲသုံးကျင်တာဒီ l3 m3 n3 ကိုမသုံးကျင်ဘူးမသုံးကျင်ဘူးဆိုတော့သူ့နေရာမှာတို့ကဒီ l1 2တွေနဲ့စားသွင်းမှာဖြစ်တယ် အဲ့တော့အစားသင်းကျင်တာဆိုတော့ကြီးလိုက်တော့ဒီ H2 main နဲ့ H1 ကဘာနဲ့တူလဲဆိုရင်ဒီ L2 တဲ့က L1 ကိုနှုတ်တဲ့အားနဲ့သွားညီ L2 တဲ့က L2 ကဘာလဲဆိုရင် H2 main နဲ့ A L1 က H1 main နဲ့ A အဲ့တော့ဒီငကုနှုတ်လိုက်ရင်ဘာဖြစ်သွားမလဲ A ကြီးကျသွားမှာဖြစ်တယ်။ A ကြီးကျသွားပြီးတော့ဘာကျန်မလဲ။ H2 minus H1 ကျန်မယ်။ဟုတ်ပြီ။အဲ့တော့ H2 minus H1 ကဘာနဲ့တူလဲဆိုတော့ L2 တွေက L1 ကိုနှုတ်တာနဲ့တူတယ်။ အဲ့ဒီအတိုင်းပဲဒီ y2 y1 ကလည်းဒီ y2 b ရဲ့က y1 b ကိုနှုတ်တာ ਨੇ တူတယ်နှုတ်လိုက်တော့သူကလည်း b ကျေသွားပြီเนาะ y2 y1 ကျအဲ့တော့သူကဘာနဲ့တူလဲ m2 တွေက m1 နှုတ်တာ ਨੇ တူနောက်က z2 z1 ကလည်းဒီအတိုင်းပဲ n2 တွေက n1 ကိုနှုတ်တာ ਨੇ တူတယ်အားကြောင့်မို့လို့တူဒီနေရာတွေမှာအစားထည့်လိုက်မယ် a2 a1 မှာ l2 l1 ကိုထည့်မယ် y2 y1 မှာ m2 minus m1 ကိုထည့်မယ်စ2 minus စ1နေရာမှာ n2 minus n1 ကိုထည့်လိုက်မယ်ဟုတ်ပြီဟုတ်ပြီအဲ့ဒီ၃ခုရပြီဆိုတော့တို့ကကျွန်တော်ပြောတယ် log of cosine ကိုသုံးပြီးတော့ n cos angle pa q ကိုစဉ်းစားမှာဖြစ်တယ် angle pa q ရဲ့အတိုင်းအတာလေးကိုစဉ်းစားမှာဖြစ်တယ်ဟုတ်ပြီအဲ့တော့ log of cosine ကနှစ်နာကြားတော့ပုံစံတွေတို့တွေတွက်ခဲ့တော့ကသုံးခဲ့တာရှိတယ် grade 11မှာပါနော်ဟုတ်ပြီအဲ့တော့ လောရကိုဆိုင်ဆိုတာအမှ down နေလို့ဒီမှာ down down နေရမှာ a b c ဆိုရင်သူ့ရဲ့မျက်နှာချင်းဆိုင်အနားတွေကိုလည်း a b c ဆိုပြီးတော့သူကထားပြီးတော့နာမည်ခေါ်ခဲ့တာဖြစ်တယ်အခုဒီမှာဆိုရင်ဒီ theta ရဲ့မျက်နှာချင်းဆိုင်ကဘာလဲ p q ဆိုတော့ p q square equal to ကျန်တဲ့နနာ ab square a q square 2 ab a q cos ba q ဆိုပြီးတော့ဒီလိုမျိုးရေးလို့ရတယ်လောရကိုဆိုင်ရ ိုမှာနံပါတ်တွေပေးခဲ့တော့ဒီမှာဒါ a square ဆိုရင် a square equal to b square c square minus 2bc cos alpha ဆိုပြီးတော့အဲ့လိုမျိုးလေးရေးရအဲ့လိုမျိုးလေးချက်ခဲ့ရတယ်ပေါ့နော်အခုအဲ့ဒီနေရာမှာတို့ကဒီသူ trig အလျားနံပါတ်တွေနဲ့ထည့်ပြီးတော့ခေါ်ပြီးတော့ထည့်လိုက်တာဖြစ်တယ်ဟုတ်ပြီဒီ formula လေးကနေတို့ကဘာကိုတွက်ယူလိုက်လဲဆိုရင် cos ba q တွက်ယူလိုက်ရင်ဘာရမလဲဆိုရင် ap square plus aq square minus pq square by 2abaq abaq နဲ့သွားစားဒီ equation လေးကိုဒီပုံစံလေးဝင်အောင်ရှင်းလိုက်ဒါဝယ်ပါတယ်အပေါင်းလုပ်လို့ဝယ်ဒီပဲရွှေ့လိုက်ရအောင်နော်ဟုတ်ပြီအဲ့တော့တို့ကဒီ cos angle paq လေးကိုဒံဒီဒံမိုးလေးကိုရှာကြည့်မှာပေါ့နော်ရှာကြည့်မယ်ဆိုတော့ဒီ ap2 aq2 bq2 ကိုတို့အရင်ရှာမယ်ဟုတ်ပြီဒါတွေကဘာလဲဆိုရင် ap aq bq တွေကဘာလဲဆိုတတိယခံရဲ့အနားတွေ တွေ့ကံရဲ့အနားတွေဖြစ်တဲ့အလျားတွေပေါ့နော် AP စင် A နဲ့ B ဆိုတော့ line လေးရဲ့အလျားဟုတ်ပြီအဲ့ဒီတွေ့ကံဒီဟို line segment တစ်ခုရဲ့အလျားကိုလိုချင်ရင်သူတို့ရဲ့ဒီ directed value တွေသိရင် တွက်လို့ရတယ်ဆိုပြီးတော့ဟို directed value သင်ခဲ့တဲ့ video မှာတော့ပြောခဲ့တာရှိရဲ့ ပီနဲ့ဂျူကိုဆက်ထားတဲ့ line ရဲ့အလျောက်ကိုလိုချင်ရင်ပီဂျူကိုလိုချင်ရင် square root of သူတို့ရဲ့ derivative value တွေဖြစ်တဲ့ lmn ကိုနှစ်ထပ်တင်မယ် square root of l square m square n square lmn ဆိုတာကဒီ p ဂျူရဲ့ derivative value အဲ့တော့ p ဂျူရဲ့အလျောက်ကိုလိုချင်ရင်အဲသူရဲ့ derivative value တွေကိုသုံးပြီးတော့ဒီ formula လေးနဲ့ရှာလို့ရဟုတ်ပြီအဲ့မှာ p ဂျူတို့ကဒီမှာ square တွေလိုချင်တာဆိုတော့ p ဂျူ square ဆိုရင်ဘာပြတ်သွားမလဲဒီ equation ရဲ့နှစ်ဖက်လုံးကို နှစ်ထပ်တင်လိုက်ရင်ဒီဘက်က p q square ဖြစ်သွားမယ်ဒီဘက်က square root อ่ะပျောက်သွားပြီးတော့ l square m square n square ဆိုဖြစ်သွားဟုတ်ပြီအဲ့တော့တို့က ap square ကြတော့ဘာဖြစ်သွားမလဲ ap square ဆိုရင်သူ့ရဲ့ derivative value တွေက l1 m1 n1 ဖြစ်တဲ့အတွက်ကြောင့် ap square equal to l1 square m1 square n1 square ဆိုပြီးဖြစ်မယ်အဲ့တိုင်းမှာ a2 square ကလည်းဒီလိုပဲဖြစ်မယ်အဲ့တော့ဒီ pi ဝင်တက်မှုတို့အရင်ဆုံးရှာလိုက်မယ်ဒီမှာအစားသွင်းဖို့အတွက် ပိုင်းဝေက ab² aq² b² bq² ဟုတ်ပြီအဲ့တော့ကျွန်တော် ab² က formula ရပါလေ l1² m1² n1² နဲ့ညီမယ် aq² က l2² m2² n2² နဲ့ညီမယ်ဟုတ်ပြီ bq² ဒီ view ကြတော့တို့ ਆ ဒီ L3 M3 N3 တွေမသုံးခြင်းဘူးဒီ L12 ကိုပဲအစားထိုးပြီးသုံးမှာဖြစ်တယ် ုတ်ပြီအဲ့တော့ဘာဖြစ်သွားမလဲသူကြတော့ l2 l1 the whole square m2 m1 the whole square n2 n1 the whole square ဆိုပြီးတော့ရမှာဖြစ်တယ်ဟုတ်ပြီအဲ့တော့အဲ့ဒီသူ့ရဲ့ရှေ့မှာဘာရှိနေလဲအနှုတ်လက္ခဏာရှိနေတယ်ရှိနေတော့ခဏက plus plus ဆိုတဲ့ဟာကြီးကအားလုံးဘာဖြစ်သွားမလဲဆိုရင် minus တွေဖြစ်သွားမယ်အဲ့တော့ l2 l ဒီကြားထဲက plus တွေ plus တွေကသူ့ရှေ့ဟိုရှေ့ဆုံးမှာ minus ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီတစ်ခုလုံးကို ဒီတစ်ခုလုံးနဲ့ဆိုင်တာဖြစ်တယ်အဲ့ဒီ minus ကအဲကြောင့်ဒီအနှုတ်ကိုအထဲဝင်မြောင်းတော့အလုံးကအနှုတ်ကိန်းနေဖြစ်သွားတယ်အပေါင်းကိန်းနေအနှုတ်ကိန်းပြောင်းသွားဟုတ်ပြီဒါကိုဆက်ရှင်းမယ်ဆိုတော့တို့ကဒီ ქვენ လေးတွေကိုဖြီးပြီးတော့ရှင်းရမယ်ဒီ၈၆ခုကိုဒီတိုင်းပြန်ရေးထားပြီးတော့ဒီ ქვენ တွေကိုတို့ဖြီးမယ်ဖြီးမယ်ဆိုတော့ the whole square ქვენ နှစ်ထက်ဆိုရင်တို့သိတဲ့အတိုင်းပဲရှေ့ကိန်းနှစ်ထက်အနှုတ်ရှေ့ကိန်းနဲ့နောက်ကိန်းမြောင်းခြင်းနှစ်စာနောက်ကိန်းနှစ်ထက်အပေါင်းအနှုတ်အပေါင်း ဒါပေမဲ့သူ့ရှိမှာဘာရှိလဲအနှုတ်ရှိတော့ဘာဖြစ်သွားမလဲအနှုတ်အပေါင်းအနှုတ်ဖြစ်သွားတယ်အဲ့တော့ရှေ့ကိန်းနှစ်ထက်ရှေ့ကိန်းနဲ့နောက်ကိန်းမြောက်ရှင်းနှစ်စားနောက်ကိန်းနှစ်ထက်အပေါင်းအနှုတ်ပေါင်းကနေအနှုတ်အပေါင်းအနှုတ်ဖြစ်သွားတယ်ဒီရှေ့က minus နဲ့တွေ့တော့ဒီကောင်လေးလည်းဒီအတိုင်းပဲရှေ့ကိန်းနှစ်ထက် m2 square ရှေ့ကိန်းနဲ့နောက်ကိန်းမြောက်ရှင်းနှစ်စားနောက်ကိန်းနှစ်ထက်သူလည်းဒီလိုပဲအပေါင်းအနှုတ်အပေါင်းရတာဒီကအနှုတ်နဲ့တွေ့တော့အနှုတ်အပေါင်းအနှုတ်ဖြစ်သွားတယ်သူလည်းဒီအတိုင်းပဲဖြစ်တယ်ဟုတ်ပြီအဲ့တော့ဒီ တကြောင်းလုံးမှာဘာတွေကကြည်သွားမလဲကြည်လိုက်တော့ဒီမှာ l1 square နောက်ထပ်ဒီမှာလည်း l1 square ဒီမှာ positive ဒီမှာ negative ဆိုတော့သူတို့နှစ်ခုကြည်သွားမယ်နောက်တစ်ခါဒီမှာ m1 square positive ဒီမှာ m1 square က negative ဆိုတော့သူတို့နှစ်ခုလည်းကြည်မယ်နောက်ဒီမှာက n1 square ဒီဘက်မှာလည်း n1 square positive နဲ့ negative ဆိုတော့ကြည်သွားမယ်နောက် l2 square ကဒီမှာအပါဒီမှာအနှုတ်အဲ့တော့သူလည်းကြည်မယ် m2 square ဒီမှာအပေါင်းဟောဒီအောက်မှာအနှုတ်သူတို့နှစ်ခုကြည့်မယ် m2 square ဒီမှာအပေါင်းဒီအောက်မှာအနှုတ်သူတို့နှစ်ခုလည်းကြည့်သွားမယ်ဟုတ်ပြီအဲ့တော့နောက်ထပ်ဘာကြည့်စရာရှိသေးလဲမရှိတော့เนาะဒီ၃လုံးပဲကြံခဲ့တယ်အကုန်လုံးမှာဟုတ်ပြီအဲ့တော့တို့ကကြံသားလေးကိုခြားရေးလိုက်မယ်၃လုံးစလုံးက positive တွေเนาะဟုတ်ပြီဒါလေး၃ခုပဲကြံခဲ့တယ်ဟုတ်ပြီအဲ့တော့မှ2 2 2လေးတွေကပုံပါနေတာမလို့တို့ကအဲ့2လေးကိုပုံထုတ်ထားလိုက်မယ် ထုတ်ပြီးဒါသူ့ကိုဒီကောင်လေးကိုရှင်းတာဒီမှာရက်ထားလိုက်ပြီเนาะဟုတ်ပြီအဲ့တော့ဒီ course PA ကျိုးတို့ကစဉ်းစားမယ်အပိုင်းဝေကအစားထိုးစရာဒီမှာရှာထားပြီးသွားပြီအဲ့တော့ဟိုဘက် assignment ကိုသွားမယ်ဒီ AB2 A2 2 -B2 2ရဲ့ဒီတန်မိုးလေးကိုဟိုဘက်ကိုတို့တည်သွားမယ်ဒီဘက်ကိုပြန်ကြည့်လို့မမြင်ရတော့ဘူးဟုတ်ပြီအဲ့တော့တို့ကလောရကိုဆိုင်ရဟိုဘက်မှာတို့စဉ်းစားမယ်လို့ပြောခဲ့တယ်။ cos PA2 လေးကိုရေးလိုက်တယ်။ ရေးလိုက်မယ်ပြီးတော့ဒီပန်းဝရတံမိုးလေးကိုတဲလာမယ်ဒီဟိုဘက်မှာမမြင်ရတော့လို့ဒီဘက်ကိုတဲလာမယ်ပြီးတော့ဒိုဟာဒီအဲ့ဒါဆိုတော့ဒီပန်းဝရမှာထည့်ဖို့အစားထိုးဖို့ကဒိုဒီမှာရှာထားတာရှိသွားပြီပန်းချေရ APAG တံမိုးလေးကြီးအစားထည့်မယ်အဲ့တော့ဘယ်လိုထည့်မလဲဆိုတော့ APAG ဆိုတာဗာလဲမြင်းပိုင်းလေးရဲ့အလျာပေါ့နော် AP ဆိုတော့မြင်းပိုင်းလေးရဲ့အလျာ AG ကလည်းမြင်းပိုင်းလေးရဲ့အလျာ အလျားရှာတဲ့ formula သူ derived value သင်တော့ပြောခဲ့တာရှိတယ်။ pq ရဲ့အလျားကိုလိုချင်ရင် pq ရဲ့ derived value lmn ကိုဘယ်လိုရေးမလဲ square root of l square m square n square နဲ့ရှာနိုင်တယ်လို့ပြောခဲ့တာရှိတယ်။အခုလည်းဒီတိုင်းပဲ ap ရဲ့အလျားကိုလိုချင် ab equal to သူ့ရဲ့ derived value တွေကဘာလဲ l1 m1 n1 အဲကြောင့် ab equal to square root of l1 square m1 square n1 square ပေါ့ အဲ့တော့ a2 ကလည်းဒီတိုင်းပဲ a2 equal to square root of l2 square plus n2 square plus n2 square ပေါ့အဲ့ဒါလေးဒီမှာထည့်မှာဖြစ်တယ်။ဟုတ်ပြီအဲ့တော့ဘိုင်းဝင်ရကနရှာထားတာကိုထည့်လိုက်တယ်။ဘိုင်းခြေကလည်းဒါ ab ရဲ့အလျား direct level value နဲ့ရှာထားတာ။ဒါက a2 ရဲ့အလျား direct level value တွေသုံးပြီးရှာထားတာ။ဒီ2လေးကဒီရှေ့က2လေးနှစ်ခုရေကပါတယ်2လေးဖြစ်တယ်။ဟုတ်ပြီဒီမှာကလည်း2လေးပါတယ်။အဲ့တော့အဒီ2နှစ်ခုကိုဘာလုပ်လိုက်မလဲသူခြေလိုက်မယ်။ ခြေလိုက်ပြီးတော့ကျန်တာလေးတွေကိုခြာရေးလိုက်တာကျန်တာခြေလို့ရတာမရှိတော့ဘူးနော်ဟုတ်ပြီကျန်တာလေးတွေခြာရေးလိုက်ပြီတို့ကခုနကပြောခဲ့တယ်ဒီ cos pa2 ဆိုတဲ့ထောင်လေးကို60ဖြစ်ဖို့တို့ကစဉ်းစားမှဖြစ်တယ်ဒီထောင်လေး60ဖြစ်မှ ab နဲ့ ag ကထောင်မှန်ကြမှာဟုတ်ပြီအဲ့ဒါဆို cos pa2 60ဖြစ်ဖို့ဆိုရင်ဒီဘက်က cos pa2 ရဲ့တန်မိုးကြီးတစ်ခုလုံးကဘာဖြစ်သွားမလဲဆို0ဖြစ်သွားရင် cos pa u equal to 0ဆိုရင် pa u က90ဖြစ်။ဒါဆို cos 90 is 0မဟုတ်ဘူး။ဒီအဲ့ဒါဆိုတော့ဒီဘိုင်းကင်းတစ်ခုလုံး0ဖြစ်ဖို့ဆိုရင်ဘာလို့လဲဆိုတော့ဒီပိုင်းဝေလေးက0တာဖြစ်ခဲ့ရင်ပိုင်းဝေကတန်ဖိုးလေးက0ဖြစ်ခဲ့ရင်ဒီအောက်က apa u ရဲ့အလျားတွေကဘာပဲဖြစ်ဖြစ်စားလိုက်ရင်ဘာရမလဲ0ပဲရမယ်။0ကိုဘာနဲ့စားစား0တခုတော့ရှိတယ်စားမဲ့ကင်းတွေက0ဖြစ်လို့တော့မရဘူး။ ဒီမှာ AB ဆိုတာလဲ line segment ရဲ့အလျား AQ ဆိုတာလဲ line segment ရဲ့အလျားအလျားရဲ့အတိုင်းဓာတ်တွေဆိုတာကျွန်တော်မှ0မဟုတ်အဲ့တော့တေချာတယ်သူက0မဟုတ်အဲ့တော့ပေါ်ကတန်ဖိုးဒါ0နဲ့ညီခဲ့ရင်အောက်ကတန်ဖိုးတွေနဲ့စားလိုက်ရင်ဘာပဲရမှာလဲ0ပဲရမှာဖြစ်တယ်ဟုတ်ပြီအဲ့ဒါဆိုတော့သူကဒီကောင်လေးဒါ0ဖြစ်ခဲ့ရင်လို့စဉ်းစားလိုက်ဒီကောင်လေး0ဖြစ်ခဲ့ရင်ဒီ cos PQ ဆိုတဲ့တန်ဖိုးတစ်ခုလုံးကဘာဖြစ်သွားမလဲ0ဖြစ်သွားမယ် သူ0ဖြစ်သွားရင် PAQ ကဖြစ်သွားပြီလေ PAQ ရဲ့ term က90ဖြစ်သွားပြီဘာလို့လဲ cos 90က0မို့လို့ cos 90က0ဆိုတာတည်ပြီးသားနော်ဟုတ်တယ်မဟုတ်ဘူးအဲ့တော့ PAQ 90ဖြစ်သွားပြီဒီ term လေး90ဖြစ်သွားပြီဆိုတော့ဘာဖြစ်သွားလဲ AB နဲ့ AQ နဲ့ term မှန်ကြသွားပြီပေါ့ဟုတ်ပြီအဲ့မှာလင်းနေတာအဲ့မှာရပြီ AB နဲ့ AQ ဆိုတော့ဒီ line နဲ့ line term မှန်ကြဖို့ဆိုရင် ဒါလိုင်းနဲ့လိုင်းတောင်းပန်ကြဖို့ဆို PAU 90ဖြစ်ရအောင် PAU 90ဖြစ်ဖို့အဓိကလိုအပ်ချက်ကဘာလဲဆိုရင်အဲ့ဒီ PA နဲ့ PU ရဲ့ direct တဲ့ value တွေမြှောက်ပြီးပေါင်းစင်ရမှာဖြစ်ရမယ်0နဲ့ညီခဲ့ရင် PAU 90ဖြစ်မယ် PAU 90ဖြစ်ရင် PA နဲ့ PU တောင်းပန်ကြဟုတ်ပြီအဲ့ဒါဆိုတောင်းပန်ကြဖို့ပရမတ်ဆုံးလိုအပ်ချက်ကဘာလဲဆိုတော့ဒီဟာပဲအဲ့ line နဲ့ line ရဲ့ direct တဲ့ value တွေမြှောက်ပြီးတော့ပေါင်းခြင်းဟာ0နဲ့ညီခဲ့ရင် တောင်းပန်ကြဟုတ်ပြီအဲ့ဒါဆိုတော့ definition လေးရေးလိုက်လို့ပြပါပြီ perpendicular lines က definition perpendicular lines တဲ့ perpendicular lines ကဘယ်လို line တွေလဲ two lines are perpendicular line နှစ်ခုဟာတောင်းပန်ကြတယ် if and only if အပြန်အလှန်မှန်တယ်ဒီဘက်ကတောင်းပန်ကြတယ်ဆိုတဲ့အချက်နဲ့အနောက်ကအချက်ကအပြန်အလှန်မှန်တယ်ဘယ်လိုအခါမှာတောင်းပန်ကြလဲဆို they are intersect အဲ့ line နဲ့ line သူတို့တွေကဘာဖြစ်လဲဖြတ်တယ်ဖြတ်ကမယ်နံပါတ်1အချက်က and ပြီးတော့တဲ့ L1 L2+ M1 M2+ N1 N2 က0နဲ့ညီတယ်တဲ့အဲ့ဒီအချက်နှစ်ချက်သာဖြစ်ခဲ့မှဆိုရင်အဲ့ဒီ line နှစ် line ကတောင်းမှန်ကြအဲ့ဒီ line နှစ် line တောင်းမှန်ကြရင်လေသူတို့နှစ်ခုကဖြတ်လဲဖြတ်မယ်သူတို့ရဲ့ drive တဲ့ value တွေမျှောက်ပြီးပေါင်းခြင်းရလဲ0နဲ့ညီမယ်အပြန်လဲမယ်ဒီဘက်ကဘာပဲနေဘူးလားဖြစ်ရင်ဒီနှစ်ချက်ကမှန်တယ်ဒီနှစ်ချက်မှန်သွားပြီဆိုရင်လေအဲ့ဒီ line နှစ် line ကဘာဖြစ်မလဲ perpendicular ဖြစ်မယ်ဟုတ်ပြီအဲ့မှာပါတဲ့ L1 L2 M1 M2 n1 n2 တွေကဘာလဲဆိုတော့အဲ့ဒီ lines တွေရဲ့ derived value တွေဖြစ်ပါတယ် for any derived values or line of the lines any ဆိုတာဒီ l1 m1 n1 ဒီ l2 m2 n2 ဆိုတဲ့ derived value တွေမှာကန့်သက်ချက်မရှိဘူးလို့ပြောတာဖြစ်ကျင်တာဖြစ်လို့ရတယ်တန်မှုတွေကဟုတ်ပြီအဲ့ဒါဆိုရင် perpendicular line ဖြစ်ဖို့အချက်ဗန်နချက်လိုအပ်လဲပြန်ပြောမယ်နှစ်ချက်လိုအပ်တယ်နံပါတ်1ကအဲ့ဒီ line နှစ် line ပါပြရမလဲဖြတ်ရမယ် နံပါတ်2ကသူတို့ရဲ့အဲ့ line 2 line ရဲ့ directed values တွေမြောက်ပြီးတော့သဆိုင်ရာ directed values တွေမြောက်ပြီးတော့ပေါင်းခြင်းဟာ0နဲ့ညီရမယ်။အဲ့အချက်နှစ်ချက်ပြည့်စုံသွားရင်အဲ့ဒီ line 2 line ဟာတောင်းပန်ကြရတယ်လို့ပြောလို့ရပြီ။အဲ့ဒီ line 2 line တောင်းပန်ကြရတယ်လို့ပြောထားရင်လည်းခုနကပြောတဲ့အချက်နှစ်ချက်ကိုပြည့်လဲမယ်။အပြန်အလှန်မှန်တာဖြစ်တယ်။ဟုတ်ပြီအဲ့တော့ဒီစာမျက်နှာမှာ ဒီ perpendicular lines က definition perpendicular lines ဖြစ်ဖို့အချက်နှစ်ချက်လိုတဲ့ဘာတွေလဲအဲဒီ definition လေးကိုသိရမယ်နောက်တစ်ခုကဒီ formula လေးကိုလည်းသိထားရမယ်တို့ဒီ cos b a to equal to ဆိုနောက်ဆုံးတို့ရှင်းလို့ရသွားတယ်ဒီ formula လေးကိုလည်းသိရဒါဒီဟာကို cos b a to မေးတဲ့ပုံစံလေးတွေ exercise ထဲမှာရှိတယ်အဲ့တော့ဒီ formula လေးကိုလည်းသိချာမှတ်ထားပါ cos b a to ဆိုတာဘာမှတော့မခဲ့ဘူးအောက်က p a နဲ့ p a ရဲ့အလဲရအပေါ်က သူတို့ရဲ့ derived value တွေမြောက်ပြီးတော့ပေါင်းချင်းဒါလေးပါပဲအဲ့တော့ဒီနှစ်ခုတွင်တဲ့ကဒီနှစ်ခုကိုလုံးဝမှတ်မိအောင်မှတ်ထားမှာဖြစ်တယ်အဲ့ဒါတွေကိုပုံစံတွေ့တဲ့အခါမှာသုံးရမှာဖြစ်တယ်ဟုတ်ပြီအဲ့တော့အခု example ပုံစံလေးတွေတွေ့တွေ့ကြည့်အောင် example ပုံစံလေးတမို့တို့တွေ့မယ်ဒီနေ့ example 6 example 6ကဘာပြောလဲဆိုရင် PQRS PQRS ဆိုတဲ့ point လေးကိုပေးထားတယ် coordinate တွေနဲ့တကွာပေးထားတယ်။ဘာလို့ရမှာလဲဆိုရင် show that the lines p q and r s are perpendicular p q နဲ့ r s က perpendicular ဖြစ်ကြောင်း show that တက်တည်ပြခိုင်းတာတက်တည်ပြခိုင်းနေဆိုရင်သူဒီဖြစ်ကိုဖြစ်ရဖြစ်လို့ပြခိုင်းတာဖြစ်တယ်။ဟုတ်ပြီအဲ့တော့ p q line နဲ့ r s line နှစ်ခုကိုသူကစဉ်းစားရမယ်။အဲ့တော့ point တွေကလည်း p q r s ပေးထားတော့ p နဲ့ q ကိုဆက်တဲ့ p q line အတွဲ p နဲ့ q coordinate ရှိတယ်။ r နဲ့ s နဲ့ဆက်မဲ့ RS line တွေလည်း R နဲ့ S coordinate တွေရှိတယ်။ဟုတ်ပြီအဲ့ဒါဆိုတော့တို့က point တွေပေးထားပြီဆိုရင်တို့ရဲ့ derived value တွေရှာလို့ရပြီ။ derived value တွေကိုသုံးပြီးတော့တို့တို့နှစ်ခု perfect နေဘူးလားဖြစ်လားမဖြစ်လားကိုသတိပြရမှာဖြစ်တယ်။အဲ့တော့ခုနကပြောပြသား definition အရဒီ line နဲ့ line perpendicular ဖြစ်ကြောင်းသတိပြခြင်းရင်တို့ကသူ့ရဲ့လိုအပ်ချက်အချက်နှစ်ချက်ကိုအရင်ဆုံးဖြစ်ကြောင်းပြောရမယ်ဒီ line နဲ့ line ဟာဖြတ်ပါတယ်ဆိုတာကိုပြောရမယ်ပြီးရင်ဒီ line နှစ်လိုင်းရဲ့ directed value တွေမြောက်ပြီးပေါင်းခြင်းဟာ0ဖြစ်ပါတယ်ဆိုတာပြောရမယ်အဲ့အချက်နှစ်ချက်ကိုပြောရမှာဖြစ်တယ်အဲ့အချက်နှစ်ချက်မှာဘယ်အချက်ကိုပဲအရင်ပြောပြောရပါတယ်နှစ်ချက်စလုံးပြောပြီးသွားလို့မှန်ပြီဆိုရင်သူတို့နှစ်ခုထောက်မှန်ကြတယ်လို့နောက်ဆုံးမှပြောလို့ရပြီပေါ့နော်ဟုတ်ပြီအဲ့တော့တို့ကအရင်ဆုံး derived values လေးတွေမြောက်မြောက်ပြီးပေါင်းခြင်း0နဲ့ညီတာကိုအရင်ပြောလိုက်မယ်အဲ့တော့မလုပ်မလဲ derived value တွေအရင်ရှာမယ်ပုံစံပေးထားတဲ့ point လေးကိုကူးမယ်ပြီး q ရဲ့ derived value ရှာမယ် rs က derived value ရှာမယ် p ကျူရဲ့ derived value ကိုလိုချင်ရင်ကျူရဲ့ point ဒီ coordinate တွေတည်းက p point coordinate တွေကိုနှုတ်မယ်အဖြေကဘာရမလဲဒီမှာ3တည်းက0နှုတ်6တည်းက0နှုတ်4တည်းက1နှုတ်အဖြေကဘာရမလဲ363ရ rs ကလည်းဒီအတိုင်းပဲ s တည်းက r ကိုနှုတ်မယ်3တည်းက0နှုတ်0တည်းက3ကိုနှုတ်4တည်းက1နှုတ်အဲ့ဒါဘာရမလဲ3 -3 3ရမယ် အဲ့ derived values တွေကိုနာမည်လေးတွေပေးခဲ့မယ်အပေါ်က PQ ကို L1 M1 N1 RS က derived values တွေကို L2 M2 N2 ပေးခဲ့မယ်ဟုတ်ပြီ derived value တွေအဲ့တော့တို့ညှောက်ညှောက်ကြည့်မယ် L1 L2+ M1 M2+ N1 N2 တို့ကရှာကြည့်မယ်ဟုတ်ပြီအဲ့တော့ဒီ3နဲ့3မြောက်6နဲ့ negative 3နဲ့မြောက်ဒီ3နဲ့3မြောက်ပြီးအဲ့3ကိုပေါင်းပေါင်းလိုက်တော့ဒီက9ဒီက negative 18နောက်က9 အဲ့တော့ဒီကအပေါင်းအပေါင်းနှစ်ခုက18ဒီက negative 18ဆိုတော့0အဲ့တော့တစ်ချက်ပြေလဲသွားပြီပေါ့နော်သူ့ကို equation A လို့ထားလိုက်နောက်တစ်ချက် intercept ဖြစ်တာကို equation B လို့ထားပြီးတော့ A နဲ့ B ကသူတို့ကပါပြန်နေဘူးလားဖြစ်ပါတယ်လို့သူကပြောလိုက်အောင်လားဟုတ်ပြီအဲ့တော့ intercept ဖြစ်ကြအောင်သူကဆက်ပြီးတော့ပြန်သက်တည်ပြအောင် intercept ဖြစ်ကြအောင်ပြမယ်ဆိုရင်အရင်ဆုံးသူကအဲ့ဒီ line နဲ့ line ကို intercept ဖြစ်ပါတယ်လို့ယူဆရမှာဖြစ်တယ် intercept ဖြစ်ပါတယ်လို့ဘယ်လိုယူဆမလဲဆိုရင် if a point xyz is on the line pqmrs xyz ဆိုတဲ့ဒီ coordinate point လေးတစ်ခုဟာတဲ့ pq line ပေါ်မှာလည်းရှိတယ် rs line ပေါ်မှာလည်းရှိတယ်ဒီ line တွေပေါ်မှာသူကရှိနေတယ် line နဲ့ line စလုံးပေါ်မှာရှိတယ်လို့ယူဆလိုက်တယ်နှစ် line စလုံးပေါ်မှာရှိတယ်ဆိုတော့သူဒီ p နဲ့ q နဲ့စုံတဲ့နေရာမှာရှိလို့နှစ် line စလုံးပေါ်မှာရှိတာဖြစ်တယ် ဲ့ဒါဆိုတော့ပြီးနေဂျူနဲ့ဟိုဖြတ်တယ်လို့ယူဆရတာ ਨੇ အတူတူပဲအဲ့တော့ဖြတ်ခဲ့ရင်ဘာတွေဖြစ်မလဲပြီးနေဂျူနဲ့ပြီးဂျူနဲ့ RS ဖြတ်ခဲ့ရင်ဒီ point လေးကသူတို့နှစ်ခုစုံတဲ့နေရာမှာရှိမယ်စုံတဲ့နေရာမှာရှိရင်သူဒီပြီးဂျူပေါ်မှာလည်းရှိတဲ့အတွက်ကြောင့်ပြီးဂျူရဲ့ line equation ကိုပြည်လဲမယ် RS ပေါ်မှာလည်းသူကရှိတဲ့အတွက်ကြောင့် RS က line equation ကိုလည်းပြည်လဲမယ်ဟုတ်ပြီအဲ့တော့သူက line equation လေးတွေစဉ်းစားရအောင်ဒါက line equation formula ဖြစ်တယ်အဲ့တော့ pq ရဲ့ line equation လေးရေးကြည့်မယ် PQ PQ ရဲ့ line equation ရေးမယ်ဆိုတော့ x1 ဒီမှာလေ x1 y1 ဒီ x1 y1 z1 နေရာမှာတို့ဘာထည့်မလဲ p ရဲ့ coordinate ဒီ0 0 1ကိုထည့်မယ်ဒီမှာ0 0 1ဒါတော့သူ့ရဲ့ derived value lm n နေရာမှာဘာထည့်မလဲ3 6 3ကိုထည့်တော့3 s 6 s 3 s for some real number s ပေါ့ pq အတွက်တို့က real number လေးကို s နဲ့သုံးလိုက်တယ်ဟုတ်ပြီအဲ့တော့ ီ XYZ ကလေးက PQ ပေါ်မှာရှိတာမို့လို့ဒီ PQ line equation PQ ရဲ့ line equation ဒီအဲ့ line တခြားမှာရှိတဲ့ coordinate တွေကိုကိုးစားပြုတယ်အဲ့တော့ဒီ XYZ ကလေးကိုစုံမှတ်ကလေးကိုလည်းသူကဖြစ်လဲကိုးစားပြုတယ်အဲ့ဒါမို့လို့ဒီ XYZ coordinate တွေကိုသူက 0+3s 0+6s 1+3s ဆိုပြီးတော့ညီလိုက်မယ် XYZ တွေ for sum real number s ဟုတ်ပြီနောက်တစ်ခါသူက rs ပေါ်မှာလည်းရှိတယ်ဆိုတော့ RS ကဲ line equation ကိုရေးလိုက်မယ် RS ဆိုတော့တို့ကဘာလို့သုံးမလဲ R point R point 031ကိုသုံးမယ်နော်031ပြီးရင် RS ကဲ derive value 3 negative 3 3ကိုသုံးမယ်အဲ့တော့3 negative 3 3နော် 3t negative 3t 3t ဒါ for same real number t ပေါ့ RS ကဲ real number ကို t လို့သုံးလိုက်ဟုတ်ပြီအဲ့ဆိုဒီ point လေးရ RS ပေါ်မှာလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ သူရဲ့ကိုနေတရားဓာတ်နဲ့လဲကိုစားပြုတယ်ဟုတ်ပြီအဲ့တော့ x 0 3t y 3 3t z 1 3t for sum real number t ဆိုပြီးတော့ရတယ်ဟုတ်ပြီဒါက rs ပေါ်က x y z ဒါက pq ပေါ်က x y z ဟုတ်ပြီဒီ point လေးဒီနှစ်ခုစလုံးပေါ်မှာရှိနေတာပြည်လို့သူကတထက်ထဲကြာမှာတထက်ထဲကြာမယ်ဆိုတော့ pq ပေါ်က x y z နဲ့ rs ပေါ်က x y z က ဒီမှာအတူတူဒီနှစ်ခုစလုံးပေါ်မှာရှိတယ်ဆိုတော့သူကထဲထဲကြတထဲထဲကြမယ်ဆိုတော့ဒီ h y z နဲ့ဒီ h y z ကိုလည်းဘာဖြစ်လဲညီတယ်လို့သူကယူဆလိုက်တယ်အဲ့တော့ဒီဘက်က h ကို 3s နဲ့ဒီဘက်က 3d နဲ့ညီမယ်ဒီက 0+6l ဆိုတော့ cs ပဲအဲ့တော့ cs နဲ့3 3d နဲ့ညီပေးမယ် 1+3s နဲ့ 1+3d နဲ့ညီလိုက်မယ်ဟုတ်ပြီအဲ့တော့ဟိုဘက်စာမျက်နှာမှာညီလိုက်မယ်ဒါက ပြန်သုံးဖို့မမြင်ရမှဆိုလို့သူယူလာခဲ့တာဖြစ်တယ်။ဟိုဒါလေးတွေကိုညီလိုက်ပြီနော်။ဒီက 3s နဲ့ 3d နဲ့ညီလိုက်ပြီ 6s နဲ့3 minus 3d နဲ့ညီမယ်။1 3s နဲ့1 3d နဲ့ညီမယ်။ညီလိုက်ပြီ။အဲ့တော့ဒီမှာ3 3နဲ့ပဲစလုံးကို3နဲ့စာရင် s d ဆိုပြီးဖြစ်သွားတယ်။ဒီမှာလည်းဒီအတိုင်းပဲ1နဲ့နှုတ်လိုက်ရင် 3s 3d ဆိုပြီးကျန်မယ်။ 3နဲ့ထပ်စားလိုက်တော့ s equal to t ဆိုပြီးတော့ပဲရမှာဖြစ်တယ်။ဟုတ်ပြီအဲ့တော့ equation 3ညောင်းမှာဒီ1နဲ့3က s equal to t တွေပဲထွက်နေတော့သူက2ကိုပဲ2မှာပဲအစားသွင်းပြီးတော့ gen s t t တွေကိုရှာဖို့ပဲရှိတော့တယ်။ဟုတ်ပြီ s နဲ့ t ကညီတယ်ဆိုတော့ s နေရာမှာသူက t ကိုသွင်းလို့ရတယ်။ t နေရာမှာလည်း s ကိုအစားသွင်းလို့ရတယ်။စိုက်တာကိုသွင်း။အဲ့တော့ s နေရာမှာ t ကိုထည့်လိုက်ရင်ဘာရင်ထွက်မလဲ။ t တန်မိုးရင်ထွက်မလဲ။ပြီးတော့မှ s တန်မိုးပြန်ရှာ။အဲ့တော့ ီနေရာမှာ S twin လိုက်ရင်အရင်ဆုံးပါထွက်မယ် S tan ဘူးထွက်မယ်ပြီးတော့မှ T tan ဘူးကိုပြန်ရှာဟုတ်ပြီအဲ့တော့ထည့်ကြည့်လိုက်မယ်ထည့်ကြည့်လိုက်တော့တို့ကအဲ့တော့ဥပမာဒီမှာတို့တီနေရာမှာ S ကိုထည့်လိုက်မယ်ဆိုတော့ဒါကဖြစ်သွားတယ် 3S အဲ့တော့ 3S ရ 6S ရှိတော့ဒီ 3S ကိုပေါင်းလိုက်တော့ပေါင်းလိုက်မှဒီကောင်ပျောက်သွားမယ်ပေါင်းလိုက်တော့ဒီဘက်ကိုလည်းပေါင်းတော့ 9S 3ဆိုပြီးကျန်အဲ့တော့ S ကိုလိုချင်တော့ 9နဲ့ထပ်စားတော့ဒီဘက်က s ဒီဘက်က3 by 9ဆိုတော့ဘာရမလဲ1 by 3 1 by 3 s က1 by 3ဆိုတော့ s နဲ့ t ကညီတော့ဗာလဲ t ရလဲ1 by 3ပဲဟုတ်ပြီအဲ့တော့ ds equal to 1 by 3နဲ့ t equal to 1 by 3ကဒီအလဲရ equation ကိုအလဲရ equation မှာအစားသွင်းလိုက်လို့ဖြစ်လာတာ s နဲ့ t နဲ့ညီရဆိုတာ1မှာ3မှာညီနေတယ်အဲ့တော့ဆိုတော့ဒီ equation ၃ညောင်းစလုံးကိုပြည့်လဲတဲ့အဖြစ်ဖြစ်တယ်ဒီဟာဒီ t နဲ့ s တန်မှုက အဲ့တော့ equation သုံးချောင်းစလုံးကိုပြည့်လဲတယ်ဆိုရင်တို့ယူဆခဲ့တဲ့ယူဆချက်ဒီ x y z ဆိုတဲ့ point လေးဒီ p နဲ့ q ပေါ်မှာရှိတယ်ပြီးရှိခဲ့ရင်လို့ယူဆခဲ့တော့အခုဘာဖြစ်သွားရလဲမှန်သွားပြီမှန်သွားပြီဆိုရင် p q နဲ့ r x ဘာဖြစ်လဲဖြတ်မှာပေါ့အဲ့တော့ဖြတ်မှာဟုတ်ပြီဒီမှာဖြတ်ဖြတ်တာတော့သိကြသွားပြီမှာဖြတ်မလဲသိချင် s tan mu လေးကို s tan mu 1/3ကိုဒီမှာထည့်ကြည့်လိုက်အဲ့တော့ x ကဘာရမလဲ1/3ထည့်လိုက်တော့1 ဝမ်ရဒီမှာ1.3ထည့်လိုက်တော့2ဇက်ကဒီမှာ1.3ထည့်တော့နောက်က1 6 1 1နဲ့ပေါင်းတော့2ဟို t တန်မို့လဲဒီမှာထည့်ကြည့်မယ် t ရဘယ်လောက်လဲ1.3ထည့်လိုက်တော့ဒီမှာဘာရမလဲ1ဒီမှာ1.3ထည့်တော့1 3ရက်1နှုတ်တော့2ပဲရမှာသူကလေနောက်တစ်ခါဒီမှာ1 3ထည့်တော့1 1နဲ့1နဲ့ပေါင်းတော့2ဟုတ်ပြီအဲ့တော့သူတို့ကဘယ်မှာဖြတ်မလဲဆိုတော့ဒီသူတို့နှစ်ခုစုံတဲ့အမှတ်ဖြတ်တဲ့အမှတ်ကဘာဖြစ်လဲ1 2 2ပေါ့ အဲ့တော့ PQ နဲ့ RS က intersect လည်းဖြစ်တယ်122မှာဖြတ်တယ်လို့ပြောလိုက်ရတယ်။အဲကြောင့် the point of intersection is 122 and the two lines PQ and RS intersect အဲ့တော့ PQ and RS intersect at 122လို့ရေးလိုက်ရင်လည်းရတယ်တူ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 နော်။ဟုတ်ပြီအဲ့တော့ဒါဖြတ်မှတ်ကလေးကိုပြောခြင်းလို့ဒီလိုလေးဒီနှစ်ကြောင်းလေးကိုထည့်ရေးပြလိုက်တာဖြစ်တယ်။တကယ်တော့ intersect ဖြစ်ကြောင်းကိုအဓိကပြောရမှာပါ။ intersect ကတော့ဒီ equation ကထွက်လာတဲ့တန်ဖိုးတွေကဒီ ကိုရင်သုံးချောင်းပြည်လဲပြီဆိုတော့တို့ယူဆတာရယ်ယူဆချက်ကမှန်ကန်တယ်မှန်ကန်လို့ PQ နဲ့ RS ဘာဖြစ်လဲဖြတ်တယ်ပေါ့ဟုတ်ပြီဒါလေးကို equation B လို့ထားလိုက်မယ်အရှိမ L1 L2 M1 M2 N1 N2 0ကိုဘာလို့ထားခဲ့လဲ A လို့ထားခဲ့တယ်အဲ့တော့ PQ နဲ့ RS က derive တဲ့ value တွေမြောက်ပြီးပေါင်းခြင်း0နဲ့ညီတာတစ်ချက်နောက် PQ နဲ့ RS intercept ဖြတ်တာတစ်ချက်ဒီနှစ်ချက်အရာဘာဖြစ်သွားရင်လဲ PQ နဲ့ RS က perpendicular ဖြစ်သွားပြီ။အဲ့တော့ hence the two lines PQ and RS are perpendicular ပေါ့။အဲ့တော့ပုံစံကဘာလုံးခိုင်းတာလဲ PQ နဲ့ RS သတိပြခိုင်းတာ။အခုဘာဖြစ်သွားရလဲ PQ နဲ့ RS PQ နဲ့ RS perpendicular ဖြစ်ကြောင်းသတိပြခိုင်းတာ။အခုဘာဖြစ်သွားရလဲ perpendicular ဖြစ်သွားပြီ။ဟုတ်ပြီအဲ့ဒါဆိုတော့ပြီပြီပေါ့ဒုလုံးဆရာရှိတာပြီးသွားပြီဖြစ်တယ်။အဲ့တော့ အဘယ်နီကူလာဖြစ်ဖို့လိုအပ်ချက်နှစ်ချက်ကိုတို့ကလုပ်ပေးရတာဖြစ်တယ်အရင်ဆုံး L1 L2 + M1 M2 + N1 N2 = 0 အဲ့ဒါကိုရှာပြရတယ်ဇီရိုရတယ်ရတယ်ဆိုသူ equation a လို့ထားခဲ့တယ်နောက်တစ်ခါ intercept ဖြစ်ကြောင်းပြရတယ် intercept ဖြစ်ကြောင်းဘယ်လိုပြလဲအရင်ဆုံး intercept ဖြစ်တယ်လို့ယူဆတယ် intercept ဖြစ်တဲ့အတွက်ကြောင်းဒီ point တစ်ခုတည်းကဒီ line တစ်ခုပေါ်မှာရှိတယ်ဆိုတော့အဲ့ဒီ point လေးအချင်းချင်းကညီလိုက်တယ်အဲ့တော့ equation လေးတွေတုံချောင်းထွက်လာတယ်အဲ့ equation ကထွက်တဲ့တန်ဖိုးလေးတွေမတိကိန်းတန်ဖိုးလေးတွေကဒီ equation တုံချောင်းစလုံးကိုပြည့်လေတယ်ဒါကြောင့်မို့လို့ယူဆတဲ့ခါတိုင်းယူဆချက်ကမှန်တယ်အဲ့ကြောင့် PQ နဲ့ RS က intercept ဖြစ်တယ်လို့ ဆုံးဖြတ်နိုင်တယ်အဲ့တော့ intercept ဖြစ်တာ equation b အဲ့တော့ equation a နဲ့ b အရာ b u နဲ့ rs က perpendicular ဖြစ်သွားပါပြီဟုတ်ပါပြီအဲ့တော့သူတို့ပြောခြင်းနဲ့ဥစ္စာလိုခြင်းနဲ့ perpendicular ကိုတတိပြလို့ပြီးသွားပြီပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးဒီဟာလေးကိုနားလည်မယ်လို့ထင်ပါတယ်နားမလည်ရင်တစ်ခါလောက်ပြန်ကြည့်ပြပါလို့ပြောခြင်းပါတယ်ပြီးအားလုံးအဆင်ပြေကြပါစေ ဒီနေ့ကတော့ဒီလောက်ပါပဲ